ားလုံးပဲမင်္ဂလာပါဘလော့ပိုင်းကျွန်တော်ဝါ channel နေကြိုဆိုလိုက်ပါတယ်အလုံးမရှုပ်ဘဲနဲ့ချက်ရလွယ်တဲ့ဟင်းချက်ကြီးတွေမှာပစွန်တုံဟင်းချက်တာလေးပါပါတယ်ပစွန်တုံကြီးမြင်လိုက်ပြီးတော့ချက်ရခက်မယ်ထင်နေတော့ဒီဗီဒီယိုလေးကိုကြည့်လိုက်ပါခင်ဗျာနောက်ဆိုရင်ချက်ရလွယ်လွန်းလို့ပစွန်တုံကြီးပဲဝယ်ပြီးတော့ချက်စားမိနေပါလိမ့်မယ်ဒါဆိုရင်ပစွန်တုံကိုလွယ်အောင်ဘယ်လိုချက်ရမလဲဆိုတာဒီဗီဒီယိုလေးမှာပြောပြပေးမယ်နော် ပစွန်ထုပ်ကိုမကြီးရည်နဲ့ချက်ဖို့ဆိုရင်ပထမဆုံးပစွန်ကိုတန့်စင်ရမှာဖြစ်ပါတယ်။အကောင်ကြီးတဲ့အတွက်တေချာမစေးကြောလို့ရှိရင်ချက်တဲ့အခါမှာညှိနဲ့နင်းနေအများရတဲ့အတွက်ရေတေချာလေးစေးပါမယ်။စေးတဲ့အခါမှာပစွန်ရဲ့ပါးနှစ်ဖက်ခေါင်းချားတဲ့ကိုတေချာလေးစေးပေးပါမယ်။အစုံကခွန်နဲ့ချက်မှဖြစ်တဲ့အတွက်ကိုလုံးတွေကိုလည်းတေချာလေးတက်အောင်လို့ပုတ်ပြီးတော့စီကြောပေးပါမယ်။ ြီးရင်တော့ခြေဒီလက်တွေကိုညှက်ထုတ်ပြပါမယ်။ခေါင်းကိုတော့အညီအကျေးအိတ်ထုတ်လို့ရအောင်မျက်လုံးသားကနေကပ်ပြီးတော့ညှက်ပါမယ်။ပြီးရင်တော့ပစုံခေါင်းတွေကအညီအကျေးအိတ်ကိုထုတ်ပါမယ်။ပစုံခေါင်းတွေမှာအညီအကျေးအိတ်ကအုံနောက်ကရှိတာမဟုတ်လို့အညီအကျေးအိတ်ကတော့အမဲရောင်ဖြစ်နေတဲ့အိတ်ကိုဖယ်ရမှာဖြစ်ပါတယ်။ အကောင့်ကြီးတဲ့အတွက်ပစုံရဲ့သွားတွေကိုပါဖယ်ထုတ်ပေးပါမယ်။ပြီးရင်တော့ခင်းိုးရဲကြရင်ရှုပ်နေမဲ့အပီးပိုင်းကိုလည်းဖယ်ပါမယ်။အခုပစုံအကောင့်ဖယ်လို့တန့်စင်ပြီးသွားပြီဆိုတော့အရာသာနေပါမယ်။ဆနွင်းမုံတစုံထည့်ပါမယ်။စားနှစုံထည့်ပါမယ်။ခင်းရွက်မုံကနှစုံထည့်ပါမယ်။ငယ်ပြားရီထည့်ပါမယ်။ပြန်တော့ပစုံတဲ့ကိုအရသာဝင်အောင်လို့တေချာလေးစုပ်ပြီးတော့နေပြပါမယ် နေပြီးရင်တော့မိနစ်20လောက်အရသာနှက်ထားပါမယ်။ရသာနှက်ထားတော့မှပဲမကြီးသေးကိုရေးဆေးပြီးတော့ရင်လေးဖြောထားပါမယ်။ပစွန်ကိုစီပြန်ချက်တာထက်မကြီးရေလေးနဲ့အဆက်ချက်တာကစားလို့ပိုကောင်းပါလေ။ မကြီးသည့်အရသာချင်းချင်းလေးရလည်းပစုံအကောင်ကြီးရဲ့ဤနံကိုရောစေပါလေအခုပစုံအရသာနှက်ထားတာမိနစ်20လောက်ရှိပြီဖြစ်တဲ့အတွက်စပြီးတော့ချက်ပါမယ်အဆက်ချက်မှာဖြစ်တဲ့အတွက်ညိုသည့်စီးတတ်ပါမယ်ညိုသည့်အနှစ်လှုပ်ထားပြီးသားရှိရင်တော့ချက်ရတာပုံမြင်ပါလေညိုသည့်အနှစ်လုံးဒီဗီဒီယိုလေးကိုလည်းဗီဒီယိုလေးအစုံမှာဖော်ပြပေးထားပါတယ်ခင်ဗျာပထမဆုံးအိုးအပူပေးလိုက်ပြီးတော့ညိုသည့်အနှစ်ကိုထည့်ပြီးတော့နင်းငယ်စီပြန်တတ်လိုက်ပါမယ်3မိနစ်လောက်အပူပြန်ပေးလိုက်လို့ညိုသည့်စီးတတ်ကအနံလေးလေးမှုလာပြီး အရောင်လေးလည်းရင်းလာပြီဆိုရင်တော့အရသာနေထားတဲ့ပစုံကိုထည့်ပါမယ်ပြန်တော့ငရုတ်သီးနဲ့လုံးပြီးတော့တေချာလေးစီတက်ပါမယ်။စီတက်တာကပစုံအပေါ်ကြောလေးတွေတင်းပြီးတော့အရောင်ကလေမော်ရောင်လေးဖြစ်လာတဲ့အထိစီတက်ပြရမှာဖြစ်ပါတယ်။စီတက်နေတော့မှလည်းအရန်မှွေလို့ရှိရင်ပစုံခေါင်းတွေကပြုတ်ထွက်တတ်တဲ့အတွက်ထိမ့်ပြီးတော့မှွေပြရပါမယ်။ ဖက်ဆွန်ကအကောင်ကြီးတဲ့အတွက်ခံမှန်း10မိနစ်လောက်ကြောင်းချက်ရပါတယ်။ပိုမကန့်အောင်လည်း3မိနစ်တစ်ခါလောက်လှုပ်ပေးရပါမယ်။အခုလိုမျိုးဖက်ဆွန်လေးတွေကအယောင်ချင်းလာပြီးတော့အပေါ်ကြောလေးတွေလည်းတင်းလာပြီးအနံလေးလည်းမှုေးလာပြီးဆိုရင်တော့နင်းငယ်မှုေးလိုက်ပြီးတော့မကြီးရီကိုထည့်ပါမယ်။ပြီးရင်တော့နင်းငယ်မှွေလိုက်ပြီးရင်မကြီးရေဆူလာတဲ့အထိဆက်တည်ပါမယ် တဲနီနဲ့အိုကတ်မှာဆိုတဲ့အတွက်အိုကို9မိနစ်တခါလောက်တော့လှုပ်ပေးရပါမယ်တည်ထားတာအရေခန်းစပြုတ်လာပြီဆိုရင်တော့ကိုလိုချင်တဲ့အနေထားထိရင်းနှီးကိုထည့်လိုက်ပါမယ် ပြီးရင်တော့ရင်းနှွေးအနှဲငယ်ဆူတဲ့အထိတည်ထားပြီးရင်အရသာအပေါငံကြီးကြည့်ပါမယ်။လိုတဲ့အရသာပြင်ပြီးရင်တော့ပစုံဟင်းရကျက်ပါပြီ။ပြီးပိတ်လို့ရပါပြီ။ခုဆိုရင်တော့မွေးကြိုင်ပြီးတော့အရသာအရင်ရှိတဲ့ပစုံတုတ်မကြီးရချက်အင်းလေးရပြီဖြစ်ပါလေ။စီပြန်ချက်တာထက်မကြီးရနဲ့ချက်တာဖြစ်တဲ့အတွက်ပစုံအကောင်ကြီးပေမဲ့ညီနဲ့မရှိတော့ဘဲနဲ့အရသာလေချိုချိုချီချီလေးနဲ့မို့ထမင်းနဲ့နေစားမယ်ဆိုရင်အရည်လေးကစပြီးတော့အရန်ကိုစားလို့ကောင်းတဲ့အင်းတစ်ခွက်ပဲဖြစ်ပါလေ။ ပစုံထုပ်ကိုမျိုးစုံချက်စားကြပါတယ်အခွန်ခွာစားမရှုပ်လို့တခါတည်းအခွန်ခွာပြီးတော့လည်းချက်ကြတယ်အကောင်လိုက်ကိုလည်းမီးကင်ပြီးတော့တုတ်စားကြတယ်နောက်အခွန်နဲ့ကိုကြက်တွန်ဒီများများနဲ့အချိုကြော်တာလည်းရှိတယ်အဆက်စီပြန်ချက်တာလည်းရှိပါတယ်ဘလို့ပဲချက်ချက်ပစုံကြိုက်တဲ့သူကတော့ပစုံထုပ်ကိုလည်းကြိုက်ကိုကြိုက်ပါတယ်ဒါကြောင့်မို့လို့ချက်နီးတွေအမျိုးမျိုးရှိတဲ့အထက်မှာခုလိုမျိုးမကြီးရင်နဲ့ချက်တဲ့နီးလေးကတော့ကျွန်တော်အကြိုက်ဆုံးနီးလေးဖြစ်တာမို့လို့ပြန်လည်မျှဝေပေးခြင်းဖြစ်ပါတယ်ခင်ဗျာ ဒါကြောင့်မလို့မကြီးနဲ့တစ်ခါမှချက်မစားဘူးဆိုရင်လည်းတစ်ခါလောက်ချက်စားကြည့်ဖို့ကြံပြုပါရစေခင်ဗျာဗီဒီယိုလေးကိုစောင့်ကြည့်ကြည့်ရှုပေးတဲ့အတွက်ကျေးဇူးများကြီးတင်ပါတယ်ခုလိုမျိုးရတာရှိတဲ့ဟင်းချက်နီးမုတ်လုံနီးတွေကိုအပတ်စဉ်တနင်္လာဗုဒ္ဓဟူးနဲ့စနေညနေ9:00နာရီတိုင်းမှာတင်ဆက်ပေးသွားမှာမဟုတ်လို့ channel လေးကို subscribe လုပ်ပြီးတော့ခေါင်းလောင်းလေးကိုနှိပ်ထားပေးပါဦးနော်နောက်ဗီဒီယိုတွေမှာပြန်တွေ့ကြမယ်နော် bye bye